မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့လာရှိုးကိုမရောက်ဘဲမူဆယ်မြို့မှာရှိနေတဲ့စစ်ကောင်စီရဲ့အရှိမတိုင်းစစ်ဌာနချုပ်ရမခ တိုင်မူဘုံမူချုပ်စိုးလိုက်အ мян ဆုံးလက်နက်ချရန်မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ကဂရီပေးကန်လန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုးမြို့ကို MNDA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နေတဲ့အချိန်မှာလာရှိုးရမခတိုင်မူဘုံချုပ်စိုးတင့်ကိုစစ်ကောင်စီကဖျောက်ချခဲ့ပြီးတော့မူဆယ်မြို့အထိုင်ချတပ်မ69တပ်မမှုဘုံမူချုပ်စိုးလိုက် DSA 42ကိုရမခတိုင်မူအဖြစ်နဲ့အစားထိုးခန့်အပ်ခဲ့တယ်လို့သိရပါတယ်။သို့တော်လည်း လာရှိုရမခတိုင်းမှုအသည့်ဘုံမှုချုပ်စိုးလိုင်ဟာလာရှိုမြို့ကိုမသွားရောက်ပဲနဲ့မူဆယ်မြို့ကနေပြီးတော့ကိုကဲစီမံညှော်ကြားခဲ့တယ်လို့သိရပါတယ်လက်ရှိမှာမူဆယ်မြို့အားတိမ့်ပိုက်နိုင်ရန်အတွက်ညီနောင်မဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းတပ်ဖွဲ့များကမူဆယ်မြို့ကစစ်ကောင်စီတရင်တပ်ဖွဲ့များကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းစီရေးသတင်းရင်းမြစ်များကပြောဆိုထားပါတယ်မနေ့ညက9:30မိနစ်ဝင်းကျင်အချိန်မှာမူဆယ်မြို့နယ်နန်းခွန်ကျေးရွာမှာမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့လက်နက်ကြီးပစ်ခတ်တပ်များနဲ့လက်နက်ငယ်ပစ်ခတ်တပ်များ나이ဝတ်နေပါကြာမြင့်ခဲ့တယ်လို့ သိရပါဗါးမနေ့ကညပိုင်းမူဆယ်105မိုင်ဘက်နဲ့နန်းခွန်ရွာဘက်မှာလက်နက်ကြီးပစ်ခတ်တမ်းတွေကြားနေရတဲ့ မနေ့ညကတိတိကျကျဆိုရင်တော့ည၈နာရီ38မိနစ်မှာစကြရတာလက်နဲ့တန်တွေလည်းကြားနေရတယ်။နိုင်ဝက်လောက်တော့ကြားမယ်ပြီးတော့ပြန်ငြိမ်သွားတယ်ပြစ်ခတ်မှုဖြစ်တော့ကတော့လက်နဲ့ကြီးတန်တွေက7မိနစ်တစ်ချိန်ထွက်ပေါ်နေတာမူဆယ်ကပြည်သူတွေကတော့အထုတ်တွေပြင်ထားကြပြီဖြစ်လာရင်လည်းတရုတ်ဘက်ပြေးယုံအပြင်ပြေးစရာလည်းမရှိဘူးလို့မူဆယ်မြို့ကတူကပြောဆိုထားပါတယ်1027စစ်စင်ရေးပထမပိုင်းကာလမှာမူဆယ်မြို့ပတ်ပတ်လည်းမှရှိတဲ့ဒေတာအားလုံးကိုညီနောင်မဟာမိတ်၃ဘွဲ့နဲ့ KIA ကတိမ့်ပိုက်ထားတဲ့အခါမှာစစ်ကောင်စီဟာမြို့ပေါ်မှာသာထိန်းချုပ်နိုင်တယ်လို့သိရပါတယ်ဒါကြောင့်မူဆယ်မြို့ပေါ် ေါ်မြို့တွင်းတိုက်ပွဲများရှောင်ရှားနိုင်ရန်အတွက်ရမခတိုင်းမှုအပါဝင်မူဆယ်မြို့ပေါ်ကစစ်ကောင်စီတိုင်ရဲတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်သားများအားလုံးလက်နက်ချအငန့်ခံရန်မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကကမ်းလှမ်းထားတယ်လို့သိရပါတယ်။ရမခမှာရှိတဲ့လာရှုံမြို့အသိမ်းခံရပြီးတဲ့နောက်မှာမူဆယ်မြို့ကိုတော်လိုင်းရဲတပ်ဖွဲ့များကဆက်လက်ခြိတက်လာနေတဲ့အချိန်အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ် Mr. Dancy John နဲ့ဩဂတ်စ်လ၈ရက်နေ့ကတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။၎င်းတွေ့ဆုံမှုမှာနှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စများနယ်စပ်တည်ငြိမ်အေဂျင်စီ ။ online လောင်းကစားမှုများ online လိမ်လည်မှုများအခြားငွေကြေးလိမ်လည်မှုနဲ့တရားမဝင်လုပ်ငန်းများပပျောက်စေရေးမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကိုထည့်သွင်းဆွေးနွေးသွားတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှာရှိတဲ့ဝက်ပုတ်ပြူစောတိစကန်းအားမြိုင်မြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကဩဂတ်လ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြိုင်ပကဖဟာဒေတာတွေတော်လိုင်းတပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့မြိုင်မြို့နယ်ဝက်ပုတ်ပြူစောတိစကန်းကိုဩဂတ်လ9ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ9ရက်နေ့မှာရန်သူကာကင်းစကန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့6ရက်နေ့မှာရန်သူကာကင်းစကန်းနှစ်ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။မိမိတို့က ရန်သူများကိုလက်နက်ချအညံ့ခံရန်တောင်းဆိုခဲ့တော်လဲအညံ့မခံတဲ့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့2024ခုနှစ်ဩဂတ်စ10ရက်နေ့မနက်ပိုင်းမှာဝက်ပုတ်ပြူစောတိစခန်းကိုအပီးတိုင်သိမ့်ပတ်ရရှိခဲ့ပါတယ်လို့မြိုင်ပကဖရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဝက်ပုတ်ပြူစောတိစခန်းသိမ့်တိုက်ပွဲမှာစစ်ကောင်စီဘက်ကအနည်းဆုံး10ဦးသေဆုံးခဲ့ပြီးတော့အယောက်20ခန့်ထိခိုက်ဒဏ်ရာရရှိသွားတဲ့အတွက်စစ်မှုနှစ်စစ်ကောင်စီစခန်းဘက်ကိုစုခွာသွားတယ်လို့သိရပါတယ်မိမိတို့ဘက်က MA4 တလက်ကာဘိုင်တလက် G3 နှစ်လက် G4 တက်လက် M16 တက်လက် 12V တက်လက် 79V တက်လက်60မမတက်လက်ဂျမ်ဘာဆက်တလုံးနဲ့လက်နက်ခဲရအများပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစကန်းသိန်းတိုက်ပွဲကိုမြိုင်းပကဖပကဖတပ်ပေါင်းစုအမှတ်တက်တိုင်ရင်ပခုတ်ကူခဲရအမှတ်1 2 6ခွန်10 14 15 6ခွန်အညာမြေတပ်ပေါင်းစုကမ္မတပ်ပေါင်းစုဂလုံးကြည့်သူကာကွယ်တပ်ဖွဲ့မြိုင်းပောက်ပကဖ ပေါက်မြောက်ပိုင်းတော်လိုင်းအတအူ BLY ပျောက်ကြားတပ်ဖွဲ့မြိုင်းပကဖ drone တပ်ဖွဲ့ပေါက်ပကဖ drone တပ်ဖွဲ့နဲ့ဒေတာရင်းတော်လိုင်းအရာစုများပြည်သူလူထုများကအတူတကွစီးလုံးညီညွတ်စွာတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဟာတာလူရွှေတော်ဒိန်းတောင်ဦးဆောင်တဲ့ဟာတာပညာရှင်များအဖွဲ့ကဒီကနေ့ဩဂတ်လ9ရက်နေ့မနက်က နေပြည်တော်မြို့တော်ခမ်းမရှိမှာကိုကန့်တက်မတော် MNDAA ကိုဆန္ဒပြနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုကန့်တက် MNDAA ကိုအကြမ်းဖက်အဖွဲ့လို့တုံ့နှုံပြီးတော့အရက်သားများကိုအစုလိုက်ပြုံလိုက်တတ်ဖြတ်တယ်ဆိုပြီးတော့ဒိန်းတောင်ဥဆောင်တဲ့လူရှင်တော်အဖွဲ့ကစွပ်စွဲထားတယ်လို့သိရပါတယ်။ရှမ်းမြောက်တိုက်ပွဲများမှာအထူးသဖြင့်လားရှိုးတိုက်ပွဲများမှာအရက်သားပြည်သူများအားတတ်ဖြတ်ခြင်းများမရှိဘဲကဲထုတ်ကာစေဝါကုသပေးနေကြောင်းကို MNDAA ဘက်ကဗီဒီယိုဖိုင်များနဲ့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီကစီရေးအုံပြူရန်အတွက်ပြန်လည်ပြုပြင်နေတဲ့ပခုတ်ကူလေစိတ်အားစောက်တန်း YSO PDF ကလက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပခုတ်ကူလေစိတ်ပြန်လည်တိစောက်ရေးအတွက်စစ်ကောင်စီတပ်ရဲနဲ့ပြူစောတိများအထံချတပ်ဆွဲထားတဲ့ ်ဩဂတ်စ်လ၄ရက်နေ့ကနေ9ရက်နေ့အတွင်းမောင်းသူမဲ့လေရင်ငယ်များဒရုန်းများနဲ့လက်နက်ကြီးအလုံးကြီး130ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစောက်တန်း WSO PDF ရဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကြောင်းလေစိတ်တာဝန်ကျနေတဲ့မကွေးမြို့ရဲတပ်ရင်းကရဲတော်ဦးစေယုံမှကုသမှုခံယူနေရတယ်လို့သိရပါတယ် တင်တာကမအလာတာကုမ္ပဏီပိုင်မဲ့ပြီးခဲ့တဲ့လကနေစပြီးတော့ပြင်ဆင်နေတာပါလို့ကိုအောင်မောင်ကပြောကြားထားပါတယ်ပခုတ်ကူလေးစိတ်ပြင်ဆင်နေတဲ့ကုမ္ပဏီရဲ့အမည်ကိုစုံစမ်းနေပြီးတော့လက်တလောတော့မသိရှိရသေးဘူးလို့သိရပါတယ်ပခုတ်ကူလေးစိတ်ပြုပြင်ရေးမှာပါဝင်တဲ့အလို့သမားများအနေနဲ့ဆက်လက်ပြီးတော့လောက်ကင်ချင်းမပြုတ်ကြရန်သောဒန် YS ကို PDF ကတားမြစ်ထားပါတယ်ပခုတ်ကူလေးစိတ်မှာလေရင်ပြေးလမ်းများအတွက်ကျယ်ဝန်းတဲ့မြေဧရိယာရှိတဲ့အပြင်ပကံညာဦးလမ်းများနဲ့လည်းဆက်သွယ်ထားတယ်လို့သိရပါတယ်လေးစိတ်စစ်စင်ရေးကိုသောဒန် YS ကို PDF ရေးစကြိုပလပ MPL တိုက်နယ်လေးပတ်ကဖာအညာမုံတိုင်း TKGF ဂျန်ဝမ်းဒေါင်းနေပတ်ကဖာရွှေဟင်းသာလက်နက်ကြီးရေစကြို Revolution Group YRG ဒေါင်းညင်အောင်ပြည်သူအာမန် PDF King Cobra အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမန္တလေးမြို့မှာလည်းချမ်းမြသားစီလေးစိတ်ဟောင်းကိုစစ်ကောင်စီကစီရေးအုံပြုရန်အတွက်ပြန်လည်ပြင်ဆင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်ကုတ်ကားရွာကပြူစောတိတအုပ်ဟာရှေတန်းကင်းစခန်းကိုဆေးလွတ်တဲ့အတွက်လက်နက်ခဲယမ်းများကိုယူဆောင်ပြီးတော့အလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မနေ့ပိုင်းကဂံကောမြို့နယ်ကုတ်ကားချေးရွာကအသက်24နှစ်အရွယ်ပြူစောတိမောင်ဖေဝင်းဟာ လေးကန့်ကိုကားလမ်းပေါ်မှာရှိတဲ့ရှေးတန်းကင်းဆက်ခန်းကိုဆေးလွတ်ခံရတဲ့အတွက် G3 အမျိုးအစားတနက်တလက်ကြီပေါက်၃ခု 7.62G 150တောင်းတို့ကိုယူဆောင်လာခဲ့ပြီးတော့ရောဒေတာပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF တပ်ဖွဲ့ရဲ့ရှေးတန်းနယ်မြေရဲဆက်ခန်းကိုလာရောက်ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။ကမန်ပန်းဒီဆက်ခန်းကကလေးကန့်ကိုလမ်းပေါ်မှာရှိတဲ့ကင်းဆက်ခန်းမှာအဲ့ဒီကိုဆေးလွတ်တာမသွားကျင်တာရဲ့အဲ့ဒီထဲမှာမမျှမတအုပ်ချုပ်ခံရတာဆင်းဆင်းရဲရဲနေရတာတွေကိုမခံနိုင်တော့လို့ထွက်ပြေးလာတာလို့ပြောတယ်။သူ့ကိုဖမ်းဖို့ကျွန်တော်တို့နယ်မြေထဲကိုဝင်လာတဲ့ပြူစောတိ10ဦးကတော့လွတ်သွားတယ်။ကျွန်တော်တို့ white တာမှာအချိန်နောက် ကျသွားတာမို့လို့မရလိုက်တာပြူစောထီးတွေကလက်ရှိတော့ငြိမ်နေတော့မယ်လို့ရောဒေတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် အခုလိုမျိုးလာရောက်ပူးပေါင်းခဲ့တဲ့အတွက်၎င်းကိုဖမ်းဆီးရန်ကုတ်ကားရွာကနေထွက်လာတဲ့ပြူစောထီး၁၀ဦးကိုရောဒေတာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ရာပြူစောထီးများဟာနောက်ကျောင်းကိုဒရဇက်စောက်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာခဲ့တဲ့ဂံကောမျိုးနဲ့ကုတ်ကားချီးရွာပြူစောထီးရွာကအသက်24နှစ်အရွယ်မောင်ဖေဝင်းထံကနေပြီးတော့လက်နက်ခဲယမ်းများကိုရှေ့တန်းတပ်မှုဖြစ်တဲ့ဒုတက်ရဲမှုရဲဘော်ဂျိုကာကလွှဲပြောင်းလက်ခံရယူခဲ့ပြီးတော့စုချီးမြင့်နိုင်ရန်အတွက်လုံထုံးလုံနည်းများအရာစစ်ဆေးမှုများကိုပြုလုပ်လျက်ရှိတယ်လို့သိရပါဗါး တယ်။ကြံရှိနေတဲ့ပြူစောထီးများအနေနဲ့စင်းရဲကြက်တဲစွာအသက်ရှင်နေရမယ့်အစားလူကိုလူလိုတန်ဖိုးထားတဲ့နီးစက်ရတော်လိုင်းရဲ့အဖွဲ့များထံကိုအ мян ဆုံးအလင်းဝင်ရောက်ကြပါရန်ရောဒေတာကပြည်သူ့ကာကွယ်တပ်ဖွဲ့ WPDF ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်6000ကျော်သွားပြီးတော့မြန်မာကျပ်ငွေတန်ဖိုးဟာတဟုန်တို့ကျဆင်းလျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်ပိုင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်9800နဲ့စတင်ဈေးဖွင့်ခဲ့တော့လေမိနစ်ပိုင်းနဲ့အမျှကျပ်ငွေတန်ဖိုးဟာထိုးကျခဲ့တယ်လို့သိရပါတယ်ယခုခါမှာအမေရိကန်ဒေါ်လာကိုငွေကျပ်6000အထက်မှာဈေးပေါက်နေပြီးတော့ပြင်ပမှာဝယ်ယူလို့မရတော့ကြောင်းသိရှိရပါတယ် ဒီတစ်ခေါက်တော့ရုပ်ပြက်ဆင်းပြက်ကိုကြံ့ဝေတံပိုးတွေထိုးကြတာဒါလောက်ကြီးမြန်မြန်ဆန်ဆန်ကြီးကျသွားတာမျိုးကတမိုင်းဝင်စံချိန်တင်တယ်လို့ပြောလို့ရမယ်အခုအပြင်မှာကဒေါ်လာကို6100ပေးရင်တောင်မှအရွက်ရောင်းမဲ့သူမရှိဘူးပစ္စည်းတွေလည်းပြတ်နေတယ်ဝယ်သူတွေကြီးပဲအမှားတက်နေတယ်လို့ရန်ကုန်ကနိုင်ငံခြားငွေလဲတိုင်တူကပြောဆိုထားပါတယ်အလားတူပဲထိုင်းတစ်ဘက်ကိုမြန်မာကျပ်ငွေ180ကျပ်အထိဈေးပေါင်နေပြီးတော့မြန်မာကျပ်ငွေတသိန်းဟာထိုင်းဘတ်ငွေ960ဘတ်သာရရှိတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ